ားလုံးပဲမင်္ဂလာပါဆိုတော့ကျွန်တော် Manchester United အသင်းရဲ့ဒါဒီပေါ့လေ Real the pre-season ရဲ့ပထမဆုံးပွဲအဖြစ်ဒါကျွန်တော်ဒီ ASEAN All-Star အသင်းနဲ့ဒါပေါ့လေပထမဆုံးရင်ဆိုင်တဲ့ပွဲမှာအမလီရှားနိုင်ငံခွာလာလမ်ပူမှာရှိတဲ့ကျွန်တော်ဒါနောက်ကပေါ့လေဒါ Focus International Stadium မှာလာပြီးတော့ကစားတဲ့ပွဲမှာကျွန်တော် Manchester United အသင်းကစားသမားတွေပေါ့လေအထူးသဖြင့်တော့အာကစားသမားတော်တော်များများကဒီဒီနိုင်ငံရဲ့အရာတိအမှုပေါ့လေဆိုတော့ဒီနိုင်ငံရဲ့အရာတိအမှုကတော်တော်လေးအာထိုင်းရဖြစ်တယ်ဆိုတော့ ပွဲကကျွန်တော်တို့ဒါအာဆီယံဩစတာဆိုပေမဲ့လို့အာအဓိကပေါ့လေဒါဩစတြေးလျကစားသမား၃လျောက်ပါခဲ့တာကိုတွေ့ရတယ်အထူးသဖြင့်တော့ဒါကျွန်တော်တို့ဒီထိုင်းလန်ကစားသမားတွေပါတယ်တိုက်စစ်မှာဆိုကျွန်တော်တို့ဒါဖလပိုင်ကစားသမားပါမယ်ကွင်းလယ်မှာဆိုရင်ကျွန်တော်တို့ဒါ ကမ်ဘောဒီးယားကစားသမားတွေပါတယ်ပေါ့လေအဓိကတော့ဗျာဟိုအာစနယ်အော့စရာဆိုပေမဲ့လည်းကျွန်တော်တို့အာချိန်ကျင်တဲ့ကစားသမားဖြစ်တဲ့မောင်မောင်တွေကတော့ပါမလာခဲ့ဘူးပေါ့လေဒါကျွန်တော်တို့အာဒုတိယပိုင်းမှာတော့ဒါတို့လူစားလဲပုံရှိတယ်ဆိုတော့ပွဲကကျွန်တော်တို့ဒါကစားသမားတွေပေါ့လေအထူးသဖြင့်တော့ဒီ Manchester United ရဲ့ကစားသမားတွေတယောက်နဲ့တယောက်ကြားမှာအာနားလည်မှုလွဲတာတွေတွေ့ရတယ် Francis Fine တွေအလွယ်လွယ်ချော်ချော်တွေ့ရတယ်အထူးသဖြင့်တော့ဒါကျွန်တော်တို့တစ်ဖက်ကဒီ United အသင်းထံအများကြီးအားနေတဲ့ အဲဒီအာဆီယံဩစတြာအသင်းကိုတော့ကျွန်တော်တို့ chance တွေအစောပိုင်းမိနစ်တွေမှာတောက်လျှောက်ပေးရတယ်ဆိုတော့ United အသင်းတို့ကတော့အာကျွန်တော်တို့ဒါပေါ့လေအများကြီးပြုတ်ပြင်စရာတွေအများကြီးရှိနေသေးတယ် pre-season ဆိုပေမဲ့လို့ဒါလူငယ်ကစားမိုင်းနဲ့ကစားတယ်အာဒီ Chelsea ကအာကျွန်တော်တို့ဒါအနောက်ရာသီအတွက်ပေါ့လေ ဘာမှမသက်ဆိုင်ဘူးဆိုပေမဲ့လို့ဗေကစားသမားတွေကအနိဗျအမုံတွေနေနဲ့အဆက်ပြီးတော့ထုတ်သုံးသွားမယ်ဗေကစားသမားတွေတော့ရောင်းချတဲ့နေဆိုတော့ဒီအခြေအနေတွေတော့အများကြီးအာကြောင့်မိကုန်ထုတ်ချရာရှိရှိနေသေးတယ်ဖြစ်တယ်ဆောအစောပိုင်းမိနစ်မှာဒါကြောင့်ရာသီဥတုပြုပြင်တဲ့တန်ဆိုကစားသမားတွေကျွန်တော်တို့လိုအပ်ချက်တွေအများကြီးရှိတယ်အာတစ်ဖက်ကအာဆီယံအော်စတာက chance တွေအများကြီးရတယ်အာအထူးသဖြင့်တော့ဒါကျွန်တော်တို့ကိုးရနိုင်ခြင်းရှိတဲ့ chance တွေရတယ်ဒါပေမဲ့လို့အာကိုးအဖြစ်မပြောင်းနိုင်ခဲ့လို့ဒါအာဆီယံအော်စတာကကျွန်တော်တို့ဒါဥဆောင်ကိုမရတာ အာဆိုတော့ဒါပွဲချိန်ပေါ့လေဒါကျွန်တော်တို့မိနစ်30နောက်ပိုင်းမှာတော့30နီးပါးမှာတော့ကျွန်တော်တို့ဒါဖက်ကမန်ချက်စတာယူနိုက်တက်တင်က chance တွေပိုရလာတယ်။ဒါမဲ့လို့ကျွန်တော်တို့ဒါတိုက်စစ်မှာပေါ့လေတိုက်စစ်ပြဿနာဒီရစီမှာကျွန်တော်တို့ဒါ United အနေနဲ့အာတိုက်စစ်ကစားသမားတယောက်ထပ်ခေါ်ဖို့လိုတယ်။ White Land အနေနဲ့ကကျွန်တော်တို့အများကြီး error ရှိတယ်။ဆိုတော့ Kobe Main တို့တက်ပြီးတော့မှကျွန်တော်တို့ဒါ thrash လုပ်တယ်။အာဒီ30ကျော်မှာ Dallas တစ်ဖက်က McGuire တို့ အာလူသားလဲလိုက်ရတယ်။ဒါရာသီဥတုအရန်ပူတဲ့အတွက်လူသားလဲလိုက်ရတယ်။ဆိုတော့အာယူနိုက်တက်တင်းနေတဲ့တော့ပြင်ဆင်စရာတွေအများကြီးရှိနေသေးတယ်။အာကျွန်တော်ပထမပိုင်းမှာတော့ဒါကျွန်တော်တို့တစ်ဖက်နှစ်ဖက်စလုံးပေါ့လေတစ်ဖက်မှာသွင်းကိုမသွင်းယူနိုင်ပဲတဲ့တရေကျနေတယ်။ဆိုတော့လက်ရှိမှာတော့ဒါယူနိုက်တက်တင်းရဲ့အာကစားပုံကတော့ဒါအရန်ကြီးပြောစရာတော့မရှိဘူး။ဘာကြောင့်လဲဆိုတော့အာကစားသမားတွေတယောက်နဲ့တယောက် freezing ကိုကျွန်တော်အရန်ကြီး hard ပြီးတော့ high freezing ပေးတာတဲ့ဆိုင်အာတယောက်နဲ့တယောက်ဒီ nearly freezing ပေးတာကိုတွေ့ရတယ်။ အာလူငယ်ကစားမမကြီးအများစုနဲ့ပွဲထုတ်လာတယ်ခနာချို့တို့ဒုတိယပိုင်းမှာကျွန်တော်လူစားလဲမယ်လို့တော့ထင်တယ်ပေါ့လေဆိုတော့အာဒုတိယပိုင်းမှာကျွန်တော်စောင့်ကြည့်ရမယ့်အခြေအနေဖြစ်တယ် United အာနောက်ရာသီအတွက်တော့အများကြီးပြုပြင်ရမယ့်အခြေအနေရှိတယ်အထူးသဖြင့်တော့ခန်းစစ်ပြဿနာပေါ့လေခန်းစစ်မှာလည်းကျွန်တော်တို့ဒါရှင်းထုတ်သိရမယ့်အာအလုံးတွေကျွန်တော်တို့ United သင်ကစားသမားတွေရှင်းမထုတ်နိုင်တဲ့အခြေအနေအားကြောင့် chance တွေပေးရတဲ့အနေအထားလည်းဖြစ်တယ်ပေါ့လေ။ဒုတိယပိုင်းမှာတော့ဒါ Manchester United သင်ကနောက်ခံကစားသမားဖြစ်တဲ့ Junior Ivan ကျွန်တော်တို့ဒါတောင်ပိုင်းကစားသမားဖြစ်တဲ့ Bruno Fernandes တစ်ဖက်က Ghana Chu အာကျွန်တော်အမတ်ဒီယာလိုဒိုးနဲ့ကျွန်တော်တို့ဒါ ASEAN All Star ကိုဖိပြီးတော့ကစားခဲ့တယ်။အာကျွန်တော်ဒါ position ရတော့ဗောလေဒါတစ်ဖက်ကဒီကျွန်တော်တို့အာ ASEAN All Star ကိုကောင်းကောင်းသူတို့ ်ထိန်ကစားသွားတယ်ထိုတက်လျားဖြစ်တော့ဒါဒိုမနစ်လို့ကစားနိုင်တယ်ဆိုပေမဲ့လို့အာကျွန်တော်တို့ကမိနစ်80ကျော်မှာကျွန်တော်ဒါမြန်မာအသင်းရဲ့တိုက်စစ်ကစားမှာဖြစ်တဲ့ပေါင်ပေါင်လင်းကအလွတ်ထွက်သွားတဲ့အနေအထားမှာကျွန်တော်ဒါ Brazil လည်းတော်တော်ကောင်းတယ်အာ United ကစားကစားသမား3ယောက်ကြားထဲကနေပြီးတော့ပါဒါကျွန်တော်အပြင်းပိတ်သွင်းလို့ကျွန်တော်ဒါ ASEAN All Star အသင်းက မမောင်လည်းဥဆောင်ကိုနဲ့ကျွန်တော်တို့ဒါဥဆောင်ဝင်ရတာဒီနောက်ပိုင်းမှာတော့ United ကပို့ပြီးတော့ free ကစားတယ်ဆိုပေမဲ့လို့ထိရောက်တဲ့ကျွန်တော်တို့ဒါဂိုးပေါက်ကန်သွင်းမှုတွေမလုံးနိုင်ဘူး expert တက်ဂိုးတွေမလုံးနိုင်တဲ့အခြေအနေမှာတချို့သောဆန့်စင်မှာဆိုရင်ဒါ Arsenal All Star ကပဲဒီငွေရနိုင်တဲ့အခြေအနေတွေအများကြီး fund နိုင်တယ်ဆိုတော့နောက်ဒါကျွန်တော်တို့ပွဲပြီးမှာတော့ ASEAN All Star အသင်းက Manchester United အသင်းကိုဒါမမောင်လည်းရဲ့တလုံးတဲသောဂိုးနဲ့အနိုင်ယူပြီးတော့မှဒါကျွန်တော် Mevan ရဲ့အဲကျွန်တော်ဒီပေါ့လေ fake call ကတ်ကို ်ရခဲ့တယ်ဆိုတော့ United အသင်းအနေနဲ့တော့ကျွန်တော်တို့ဒါမေကိုထုတ်ဆက်အခြေအနေရှိတာကဒီပေါ့လေတိုက်စစ်ကစားသမားတွေအဆုံးအတိုင်းတော်တော်ညံ့တာအာဒါပြင်ကျွန်တော်တို့ဒါဘယ်လိုပြောရမလဲဒီကစားသမားတွေရဲ့နားလည်မှုဘိုင်း တော်တော်လေးလွဲနေတဲ့အနေအထားတစ်ခုကိုတွေ့ရတယ်ဆိုတော့အများကြီးကျွန်တော်တို့ဒီ pre season မှာအသင်းယူသွားမဲ့အခြေအနေတွေရှိတယ်ဆိုတော့ United အသင်းအတွက်တော့ ASEAN All Star ကိုအရင်နိုင်ခဲ့တဲ့တော့ကျွန်တော်တို့ဒါဒီတပတ်အတွင်းမှာပဲ Tottenham Hotspur ကိုအရင်နိုင်ခဲ့တယ်လို့နောက်ထပ်ပေါ့လေ ASEAN All Star ကိုအရင်နိုင်ပြီးတော့မှအာကျွန်တော်တို့ဒါ MIBAN Cup လွဲချော်ခဲ့တယ်ပေါ့လေဆိုတော့ကြီးစုပေးခဲ့တဲ့ဒုတိယချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ပါတယ်မြန်မာပြည်သူပြည်သားအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျန်းမာခြင်းနဲ့အားလုံးပြည့်စုံကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်